ယံကိဉ္စီသမုဒိယဓမ္မံသဗ္ဗန္တံနိရောဓဓမ္မံဖြစ်ချင်းရှိသဘောရှိတဲ့အရာခတ်သိမ်းဟာပြည့်ချင်းသဘောရှိတာပဲလို့လုံးဝချင်းချက်မရှိတန်တရားကင်းပြီးတော့သိမြင်သွားကြတယ်အဲဒါလို့သိမြင်သွားတာနဲ့တပြိုင်တည်းတို့တွေဟာကိုယ့်ကိုယ်ကိုရှာတယ်ဆိုတာဒီဓမ္မအမြင်ကိုရှာခြင်းပဲဖြစ်တယ်လို့သဘောပေါက်ပြီးတို့တွေ ဒီနေရာမှာပဲမြတ်စွာဘုရားထံထူးထောက်ပြီးတော့ရှင်ဘုရားတပည့်တော်တို့ရှင်ဘုရားရဲ့သာသနာတော်မှာရှင်ရဟန်းဖြစ်ဝင်ရောက်ပြရစီပါလို့ဆိုတော့မြတ်စွာဘုရားကအေဟိဘိခောယဟန်းတို့ဝင်လာခဲ့ကြတောခါတော့ဓမ္မောဓမ္မကိုငါဟောတာမှန်မှန်ကန်ကန်ဟောထားတာဖြစ်တယ်စရထပြမ္မစရိယ တမ္မာဒုက္ခတာအန္တကိရိယာယဒုက္ခတွေအဆုံးသတ်ဖို့အတွက်ဓမ္မစရိယဆိုတဲ့မြတ်သောအချက်မဂ်ကရှိပါအချက်ကိုကျင့်ကြလို့ဒီစကားပိုင်းနဲ့သာသနာပေါ်ဝင်ခွင့်ပေးလိုက်အေဟိဘိက္ခုယဟန်အဖြစ်ခံယူလိုက်ကြတယ်လို့ဒီလိုဆိုတာပေါ့နော်ဥရဝေလခကြီးမှာပြောသလိုနေကြတဲ့ဘဒ္ဒဝေခီ ညီနောင်၃ချက်မင်းသား30ခုနားလည်သဘောပေါက်အောင်ဖော်ပြခြင်းဖြင့်သူတို့ရဲ့အကျိုးစီးပွားကိုမြတ်စွာဘုရားကြိုးပမ်းအထောက်ထောက်ရတော်မူခဲ့တယ်။အဲဒီတော့ဘဒ္ဒဝေကီညီနောင်၃ချက်ဟာတချို့ကသောတာပန်ဖြစ်တယ်တချို့ကသကရာဂံတချို့ကအနာဂံသို့တော်ရဟနာအဆင့်ထိရောက်တဲ့ပုဂ္ဂိုလ်တဦးမှမပါသေးဘူး။ အဲ့ဒီဗဒဝေကီယဟန်နေဟာသာသနာဘုံဝင်ရောက်ပြီးတဲ့အခါဒီတောထဲမှာပဲဆက်လက်ပြီးတော့နေထိုင်ကြရသော်ဘုရားသခင်ကိုရောမြတ်ကတော့ဥရဝေလတောဘက်ကိုဆက်ပြီးတော့ခီးကြွသွားတယ်ပေါ့ဥရဝေလတောဘက်ဥရဝေလတောဆိုတာတစ်ချိန်တုန်းက6နှစ်ပတ်လုံးဒုက္ခရာစရိယာချင်းခဲ့တဲ့တောပဲ။ အဲ့ဒီထဲမှာတရားကျင့်တဲ့ပုဂ္ဂိုလ်တွေညောင်များစွာရှိဘုရားလောင်းကကျင့်ခဲ့တာမဟုတ်ဘူးတရားကျင့်တဲ့ပုဂ္ဂိုလ်တွေညောင်များစွာရှိဥရဝေလာတောရောက်တဲ့အခါကျတော့ဥရဝေလာတောထဲမှာတပြည့်ယတိအချံရံ900နဲ့ဒီမိပူဇော်ခြင်းလောကမြတ်အာဟုဇိုတွေကိုဆေးကြောပြီးရေ ရေချိုးပြီးဆေးကြောတန့်စင်ခြင်းဆိုတဲ့တပအချင်းနေချင်းနေတဲ့ဥရဝေလကတ္တဗာလို့နာမည်ကြီးတဲ့ရသေကြီးတူလည်းရှိတယ်တခါသူ့ရဲ့ညီအရင်နေရင်စရာမြစ်အကြီးမှာတပည့်300နဲ့အတူတကွသူ့လိုပဲရစ်ပူဇော်ခြင်း ရေချိုးတန့်စင်ပြီးအာဟုသူတွေကိုမျောခြင်းဆိုတဲ့အလုံးနဲ့တပတ်အချင်းကိုကျင့်နေတဲ့ဏ္ဍီကတ္တပဆိုတာလည်းရှိတယ်။တခါခလလန်းခရာအနီးမှာနောက်ပါယတိ200နဲ့ရစ်ပူဇော်ခြင်းရေချိုးတန့်စင်ခြင်းဆိုတဲ့အလုပ်တွေနဲ့အာဟုသူကင့်အောင်ဆိုပြီးတော့တပတ်အချင်းကျင့်နေတယ် ညီငယ်ဆုံးဖြစ်တဲ့ခရာကတ္တဝါဆိုတာလည်းရှိအဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ယသိတ္တထောင်လို့ခေါ်တယ်။ဥရဝေလတောအနီးဖဝန်းကျင်မှာပဲယသိတ္တထောင်ဟာသူတို့ယုံကြည်ရာအကျင့်တရားများကိုကျင့်တန်တုကုအားထုတ်ပြီးတော့နေကြတာတဲ့။မြတ်စွာဘုရားကပထမဆုံးဥရဝေလကတ္တဝယသိကြီးစီတွားတယ် သွားပြီးတော့တညတာတိခုခွင့်ဆိုပြီးတော့ဥယဥရဝေလာကသဘာယတိကြီးကိုခွင့်တောင်းတာခွင့်တောင်းတာကဘယ်နေရာမှာခွင့်တောင်းတော့လို့ဆိုတော့အဲ့ဒီယတိကြီးမိပူဇော်တဲ့မိနတ်ကွန်ပေါ့အဲ့ဒီမိနတ်ကွန်နေရာမှာတညတာတော့တဲပြရစေလို့မြတ်စွာဘုရားကခွင့်တောင်းတယ်အဲ့လိုခွင့်တောင်းတဲ့အခါကျတော့ ရုဝေလာယသိကြီးကကျိုးကြောင်ပြောပြတယ်မနေပါနဲ့တဲ့ဒီမှာဟောဒီမိပူဇော်တဲ့မိနတ်ကွန်တဲတဲမှာအင်တမစိတ်ပြင်းတဲ့ငကားကြီးတကောင်ရှိနေတယ်အဲ့ဒီငကားကြီးကဒုက္ခပေးလိမ့်မယ်တဲ့ဒီထဲမနေပါနဲ့မနေချင်ပါနဲ့လို့ပြော ရသော်ဘုရားကထပ်ပြီးတော့ခွင့်တောင်းတယ်ဝန်မလေးဘူးဆိုရင် तू တညတာနေပြရစီပါလို့ထပ်ပြီးတော့တားမြစ်တယ် तू ကအစိတ်ပြင်းတဲ့နဂါးကြီးရှိလို့ဒါကြောင့်မို့လို့ပါသူ့အနေနဲ့တော့ဝန်မလေးပါဘူးမနေချင်မှနဲ့လို့ညင်းဆိုတော့နောက်ဆုံးတော့မြတ်စွာဘုရားကဘလောက်ပဲအစိတ်ပြင်းပြင်းသူ့အတွက်အရေးကြီးပါဘူးသူ့အတွက် အရင်ကြည့်ဘူးခွင့်သာပေးပါလို့ဆိုတော့အဲ့ဒါလို့ဆိုလို့ရှိရင်လေကိုယ်သဘောနဲ့ကိုယ်နေခြင်းနေပါတော့လို့ပေးလိုက်တော့မြတ်စွာဘုရားအဲ့ဒီမိနတ်ကိုပူဇော်တဲ့မိတင်ကုန်းလို့လည်းခေါ်လို့ရတာပေါ့တော့မို့မိနတ်ကုန်းလို့လည်းခေါ်လို့ရတယ်ရှင်းတော့ကအဲ့ချိန်မှာမိပူဇော်ကြတဲ့နေရာဌာနပေါ့မိပူဇော်တယ်ဆိုတာ မိကိုမှုေးပြီးတော့မိကိုထင်းနေပါတယ်နဲ့ထည့်ပြီးတောက်အောင်လုပ်ပြီးအဲ့ဒီထဲမှာထောပတ်ကလေးလောင်းထဲလိုက်မန္တန်ရွတ်လိုက်ထောပတ်လေးလောင်းထဲလိုက်ခြီကလေးလောင်းထဲလိုက်မန္တန်ရွတ်လိုက်အဲ့ဒီလိုမိထဲမှာလောင်စာလေးတွေထည့်ထည့်ပေးပြီးမန္တန်ရွတ်တာဒါကိုမိနတ်ပူဇော်တယ်လို့ခေါ်တယ်ဒီကနေပြီးတော့မြမကြီးနဲ့ဆက်သွယ်တယ်တဲ့သူတို့အယူဆပေါ့နော် အင်တာမတ်ယူယူတည်တည်နဲ့သူတို့တလေးတစားလုံးလေးရှိကြအဲ့ဒီအချိန်မှာမြတ်စွာဘုရားကမြက်ဖြာအခင်းလေးတစ်ခုခင်းပြီးတော့မိနဲ့ပူဇော်တဲ့မီတင်းကုတ်တဲတဲမှာပဲသမဘာဝင်စားပြီးတော့ငြိမ်ငြိမ်သက်သက်ထိုင်းနေတဲ့အချိန်မှာအစိတ်ပြင်းတဲ့ငကားကြီးကမြတ်စွာဘုရားကိုလည်းမြင်ရောသူ့နေရာကိုစောစောကားကားဝင်လာရမလားလို့စိတ်အမတန်မှဆိုးတယ် စိတ်ဆိုးတာနဲ့ငကားရဲ့အစွမ်းတကူနဲ့မိခိုးတွေအခိုးတွေစိတ်ခိုးတွေကိုလွတ်တယ်အဲ့လိုလွတ်တဲ့အခါမြတ်စွာဘုရားကအဋ္ဌံနဲ့ဒီစိတ်ခိုးတွေသူ့ကိုမထိအောင်တကူနဲ့ကာကွယ်ထားပြီးတော့မြတ်စွာဘုရားကလည်းတေသောကတိုင်ဝင်စားပြီးတဲ့အခါမှာအစိတ်ခိုးအပူငွေ့တွေလိုဟာမျိုးပြန်ပြီးတော့လွတ်လိုက်တဲ့အခါနောက်ဆုံးငကားကြီးက သူလွတ်တဲ့အစိတ်ခိုးတွေကမြတ်စွာဘုရားကိုမထီဘူးမြတ်စွာဘုရားလွတ်လိုက်တဲ့တေဇောဓာတ်မိလျံတွေကငကားရဲ့ခန္ဓာကိုယ်ကိုလာပြီးတော့ပူလောင်တဲ့အခါနောက်ဆုံးအရှုံးပေးပြီးတော့အညံ့ခံရတဲ့အနေအထားမျိုးရောက်သွားတယ်